နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်ဝဲမြို့နယ်မှာကြန့်ခါရေးပါတီကျေးရွာဥက္ကဋ္ဌဓာတ်ထိုးခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာဝမ်ဝဲမြို့ကျုကန်ကျေးရွာမှာလွှတ်တော်ကိုစလဲလောင်းရွာကိုမဲလာဆွဲမှာဖြစ်လို့ချက်ပြုတ်စရာတွေတော့ဝယ်ရင်းနဲ့ကျုကန်ရွာထိပ်မှာဓာတ်နဲ့ထိုးခံလိုက်ရတယ်လို့သိရပါဗျ။မနက်စောဒီရွာထိပ်မှာဓာတ်နဲ့ထိုးခံရတာလူငယ်တွေကိုသူကမင်းတို့ပဲအေးတယ်ဘာညာနဲ့ပြောတာနိုင်ငံရေးကိစ္စမှာကိုပါတယ်ပြောတယ် အဲ့ဒါနဲ့စကားများကြရင်လည်းရန်ဖြစ်ကြတာဟိုဘက်ကလူငယ်တွေကအဲ့ဒီအုတ်ကြီးကိုဓာတ်နဲ့ထိုးပြီးပြေးတာနေရာမှာတည်းမဲ့ပွဲချင်းပြီးသေသွားတယ်လို့ဒေသခံတူကပြောပြထားပါဗျ။တေဆုံးသူဟာဝမ်းတွင်းမြို့နယ်တနခါတော်ချေးွာအုပ်စုကချမ်းဖို့ပါတီဥက္ကဋ္ဌဦးညွန့်ဦးဖြစ်တယ်လို့သိရပြီတော့ချမ်းဖို့ပါတီကိုယ်စားလှယ်လောင်း မျိုးမြင့်သိမ်းလာမှာမလို့သူကိုယ်တိုင်ဈေးထွက်ဝယ်ရင်းနဲ့လမ်းမှာအဆော့ခံလိုက်ရတာပဲဖြစ်ပါတယ်သူကိုယ်တိုင်ချက်သွင်းမယ်ဆိုပြီးတော့သူ့ဘာသာသူဖင်ရပြီးဈေးထွက်ဝယ်တာမနှက်စောကြီးမှဖြစ်တာပါသူ့ရဲ့မိသားစုကလူရဲ့တပ်ဖြတ်ခံရတယ်ဆိုပြီးအမှုဖွင့်ထားတယ်တတ်တဲ့ကလေးတွေကမရှိတော့ဘူးအဖမ်းမခံဘူးလို့လည်းကြားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်လက်တလုံးမှာဝမ်ဝင်းတို့နဲ့ကခြေရွာတွေကိုမဲဆွဲစီယုတ်ရေးဆင်းမဲ့ကိုယ်စလေလောင်းတွေကိုလုံးကြုံရေးပေးထားတယ်လို့သိရပြီးတော့ ကျမ်းဖို့ဥက္ကရာကိုတတ်သွားတဲ့လူငယ်တွေကိုလည်းလိုက်လံစုံစမ်းနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ